ဆရာမခင်ခင်ထူရဲ့မအင်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်း54နေနဲ့ဖျက်ပြပေးမှဖြစ်ပါတယ်ရှင်။မီးတောင်စီပေါတကယ်တော့တဟူဟူလောင်မြိုက်နေတော့မီလျံကြီးရပင်ကြောက်မဖွဲကောင်းလာသည်။လောင်စာမကုန်မချင်းတစ်တူတစ်စာတစ်ချောင်းတစ်ချောင်းမကြံအောင်လောင်နေတော့မီးရှင်းကြောင်းမြည်သူမြားနာကိုမကန်နိုင်။မီးခိုးများက တစီတရေဝင်ဝင်ယုံမဲကြီးပမာ ကောင်းခင်တစ်ခွေလုံးကိုလွမ်းအောင်ရန်လိမ့်လိမ့်တက်လျက်ရှိသည်မိတော်မိလျံတွေကလည်းမကောင်းဆိုးဝါးတကောင်ဤအဆွေများတပွဲပြီးစာချန်းကုန်းတရွာလုံးရှိရွာသူရွာသားများသာမက အနေနဲ့ရွရကစုယုံရောက်ရှိလာကြတော့ဆရာတော်ဖျားကြီးအန်တီမာကတ်တီစာပနာပွဲကြီးတင်ပြီးညီသက်သွားခဲ့ပါ යි မိလောက်ရသူအလုံးလူလိုရောက်လာကြသည်ပြီးစာချန်းကုန်းရွာလန်းတီပင်ပြေးသွားခဲ့သည်ပွဲကြီးလွယ်တွေက နွားမလန်ပွဲမပြောအောင်ကွင်းထဲမှာစောင့်နေကြရတာတော်တော်သည်မဟင်ကန်ကတော့မျက်ရည်တွေ့ကြရင်ကြောင်တန်းကြီးရလျက်ရှိဘသူကမှဘသူကိုမဖီးမှနိုင်ကြပဲမြင်ကွင်းကိုသာဝန်းနေကြည်ခွဲစွာကြည့်နေကြရတော်သည်လူအားနှင့်ဝိုင်းဝန်းငိမ့်သက်ဖို့ပင်ချိန်မရတော့တန်ချောင်းမှီတန်ရင်ဇက်တိုက်ကြရပြီဒီနေ့လူပေါင်းများစွာတို့ဆောင်းချန်းကုန်းရွာဘက်ကိုပြေးလာခဲ့ကြပါသည် ဓမြတကူအနုကျန်လူရန်ကားတို့သာဆိုရင်လူအုပ်ကြီးကိုမြေရောနှင်းမူမိသွားကြလိမ့်မည်အကူကလက်တယ်ကိုကောင်းကောင်းမတီးလိုက်ကြရပဲထားလောင်လိုက်တော်မီဖြစ်ဘသူကဘယ်ညိုနေမီတုတ်တင်ရှုခဲ့သည်မပြောနိုင်သေးတော့လိမ့်ဆောင်းချန်းကုန်းရွာကျောင်းဒီနိုင်ပိုင်းရဲ့တွင်ပြပုံပွားရောက်ရတော်မီရဲရွာလူကြီးတွေမှာပါလူတွေအားလုံးပွဲခင်းကိုပြန်ကြပါ ပြန်ကြပါဇက်ပွဲဆက်ကမှာပါ ါခမရတို့အလုံးမဟုတ်ပါဘူး။လူကြီးတွေလုပ်ပါ။ပြန်ကြပါ။ပြန်ကြပါ။အေးအေးဆေးဆေးပွဲဆက်ကြည့်ကြပါ။အတန်အောင်လှတော့အတန်ကြီးတတန်းကလူပေါင်းများစွာတို့ရဲ့အတန်ပေါင်းများစွာကိုကြောကစူဝဝါထွက်ပေါ်လျက်ရှိ လူတွေကမပြန်ကြပါ။တဘုံဝုံပြူကြနေသောမိလောင်တစ်ချောင်းနေကိုရင်ဝဲကြည့်သလိုချီနေကြစေဖြင့်တဘောင်းလိုက်လေရာတဟူဟူတိုက်လျက်ရှိရာအိမ်နေဘက်ကိုမိမကူရန်ရေးကြည့်သည်တိုးတော်ချက်ချင်းချင်းမကူနိုင ရွာနှစ်ကျောင်းကလန်နာတကျောင်းကြားမှာမိသားကွက်လိုကွင်းကြီးခြားထားသဖြင့်၎င်းစိုးရင်ရှားတော့တိတ်မရှိတောင်နှင့်ဝချုံကိုင်းဒူးလေးကိုင်းလူလေး90ကလူတွေရှေ့ရောက်လာကြကပွဲခင်းသူပြန်ကြရင်အတင်းတုံထုံနေကြရသည်လက်နက်များခိုင်ဆောင်ထားသည့်ရဲ့ပြင်လူဖြန့်ကအတင်းဓမ္မလူစုခွဲခိုင်းနေသည်ပြင်တဖြည်းဖြည်းဆုတ်သွားကြတော့လေလူအုပ်ကြီးကမညောနိုင်မရှိသည် တောင်ဘသူလက်ချက်တုံးကမိုင်ရွာကိုစမ်းလိုက်ဆမ်းပါကွာစတင်ကြအောင်မိရှို့ရဲတာတက်ရဲဘောကြောင်လှတာကွာအသက်ချင်းလဲလိုက်ဆမ်းမယ်ကိုမတ်ကြီးကျုပ်တို့ကိစ္စကျုပ်တို့ရှင်းမယ်ခမရတို့ရွာကလူတွေခမရတို့သာနိုင်အောင်ထိန်ပွဲမပြတ်ဘူးနော်လဲတွေမပြန့်စင်းနဲ့ကျုပ်တို့ဆရာတော်ကြီးစာဘာနာအပြတ်မခံဘူးသွားတော့ခမရပွဲသွားထိန်အော်ဟိစုညာနေကြတော့လူဟုတ်ကြီးတစားစားအော်တန်နေကြကတောင်းတန်ဆူးထွက်နေတာကိုလည်းမိန်ကန်ကြနေရသည် တခြားရွာတွေကလာတက်ကြရသည့်ကလေးတွေရှိကြတော့ကျောင်းကြီးမိလောင်နာကိုအားလုံးကအကုန်လုံးကတက်တစ်ခေါက်ခေါက်ရှိကြသည်ငိုရသူတွေကငိုရနေကြသည်အော်သူတွေကအော်နေကြသည်ဒေါသတွေစူးစူးကြိုင်ကြိုင်လောင်မြိတ်နေကြတာကပင်ကျောင်းဝန်လောင်သည်မိထအောင်ပြေးလာပါ යි ကိုပြေးသိန်းပဲရောက်နေတယ်လေမဟင်ကန်ကိုပြေးသိန်းကိုဆေးရောက်မှာစက်ကနေလှုပ်လာခဲ့သည်သမီးနှောက်ကတော့အိမ်မှာ မီးတဲ့မီးတဲ့ဆိုမှမရင်ကန်ဒီဖက်ကိုပြေးလာခဲ့ခြင်းဖြစ်သည်ဖနက်ပင်မပါခင်စူးလေစူးတွေကမရင်ကန်ဖွားမှာတည်နေတော့လေမရင်ကန်စူးကိုမထွင်နိုင် လူတွေကြားတွင်းရင်တောင်တို့ဘက်ကိုမရင်ကန်ရောက်လာခဲ့သည်တောင်တို့တွေရာရံပောင်တန်းကြိုင်လူတွေရောရင်ဘက်ကတွင်းရင်ပြန်ကြပါသွားကြပါအော်နေကြ යි တောင်ဆရာကကိုပြေးစင်းတွေ့လားမတွေ့ဘူးမအင်ကန်ဒီလိုတော့မရောက်သေးဘူး လူတွေကမယင်ကံကိုတွေးတော့ပိုပြီးစိတ်ဝင်စားကြပြန်သည်စာတင်ကြောင်းလူရှင် စာတင်ကြောင်းမှမဟုတ်လားမယင်ကံကတော့မျက်ရည်တွေကိုလက်ဖမိုးနဲ့တော့ရင်ဘာလို့လို့ဘာကံရမှမသိပဲရှင်နေပါ යි လူကြားတွေကပြန်တူလာခဲ့ကအိမ်ဘက်ကိုရှောင်လာတော့မှခြေပွားတွေချိန်ဆက်နာကျင်နေတာသတိထားမိတော့သည်စူးလေစူးတွေကိုမထွင်မဲမယင်ကံဆက်ရှောင်လာခဲ့ရကသမင်းလေးပြန်လဲကြည့်လိုက်သည် မိညွန့်ကြိုးပြီးဖြစ်တော့လေမိတောက်တွေကမသိမ့်သည်တခါကចောင်းသားလူငယ်များပြင်ဝေစီခဲ့တော့မအင်ကန်းចောင်းចောင်းဆရာကိုပြေသိမ့်ရွာចောင်းခေါလောင်းတန်ဆိုင်တန်ပြေးလွားပြုံမြူကြတန်များနီပွင့်လန်းခဲ့တော့ဆောင်ချန်ကုံစာတင်ចောင်းခူတော့ပြမိခိုးနဲ့မိလျံနေကြမှာအော်ဟိညင်ယူနေသလိုတပြောင်းပြောင်းကြိုချင်နေပါမကောဆိုးတက်လာတော့ခံစားမှုကိုမအင်ကန်းတင်မခံနိုင်တော့ပင် အတန်ထွက်အောင်ပင်ဆိုင်ကိုမိခဲလေသည်တိမ့်ထိတ်ခေါငုံမိခဲရပါစာတင်ကြောင်းကလေးမှာဘာပြည့်ရှိလို့လဲဘာညှိုးနေလောက်ကြတာလဲဆောင်းချန်းကုန်းရွာကိုမုံနေတာလားကိုပြေသိန်းကိုမုံနာလားမဟိန်ကံကိုမုံနာလားចောင်းပညာသင်ယူနေကြတယ်ရွာကကလေးတွေကိုပဲမနာလို့မရှုစိမ်ဖြစ်ကြတာလားမဟိန်ကံမှာမိသားရှိရွယ်ဖြစ်မရှိဘူး အဖြေမြနိုင်တော့လဲမြင်ရသေးတာတတွင်တွင်ကြာခဲ့ရသည်ရွာကင်းတွေကတော့တန်ကြောင်မှွေခဲ့ကြသည်ဖုန်ကြီးပြန်ပွဲမှာမင်းနေကြတော့ရွာစုံကပစံရှိရင်တွေကိုတခိုးတမျှဝင်လာနေမှာလူတန်ကြောင်မှွေတန်ကြကြချင်းထင်မိခဲ့သည်ဖုန်ကြီးပြန်ပွဲကြီးဝဝကွယ်စီသည့်ရမမာဒင်းတို့လာဝန်လုံဝန်ကြိုက် လုံဝန်ရဲကြသည်ရွာပေါင်းစုံကလူပေါင်းများစွာ အုံအုံကြွကြွရှိနေကြချိန်မှာမှာ သင်တို့ဝင်ဝွင့်ရဲကြသကောလို့ပင်မအိမ်ကံတွင်မိခဲ့သည်။တောင်းတော်မိတင်ရှုံမြည်လုံးဝမထင်ခင်နောက်မှာမိတော့ကြီးရှိန်ခနေဟုံခနေတောင်းလောင်လာတော့မှာမိပြိုမိမိဆိုသည် အော်တန်ကြီးတွေကြာခဲ့ရသည်။ဖုံးကြီးပြန်ကကောက်ရုံဒုံရုံကြီးတွေမိရှို့ကြတာထင်ပါရဲ့။လေရပြင်းတော့မိဆိုးရင်ရတဲ့။မလာအောင်ကခဲ့ရေးပင် ပြောနေခဲ့သေးသည် မလာအောင်က လူတွေလဲတဲ့ညီမပွဲခင်းကိုကိုဖို့ပြင်ထားတဲ့ပြင်မိလောင်စင်ကအိမ်မှာရှိနေခဲ့ပါဘူး။ကြောင်မိလောင်လို့ဆိုသည်။အတန်ကြာတော့မှမလောင်ကအိမ်ပေါ်ထက်ကကလေးနှယောက်စီတက်ပြေးသည်။မအိမ်ကန်ကကြောင်ဘက်ကိုပြေးလာခဲ့ခြင်းဖြင့်မအိမ်ကန်အိမ်ဝကိုရောက်တော့လူအုပ်ကြီးတော်ဝိုင်းတိုက်ထဲကထွက်လာကြသည်။ရှေ့ဆုံးမှာကိုပြေးသိန်း။လူတွေကကိုပြေးသိန်းနောက်မှာဓာရီလှန်နေကိုစီကိုင်းရနေကြသည်။ မဟင်ကန်ကကိုပြေတိန်ကို တွေးလိုက်မှရုပ်ကြိုးပြဲလဲကျသွားတော့သည်ကိုပြေတိန်ကလိုက်တင်ပွေလိုက်သဖြင့်သာလဲကျမသွားခြင်းဖြစ်သည်အင်္ဂလိပ်တရိထားမှာပေါ့တချောင်းပြိုတော့နှစ်ချောင်းဆောင်ယုံပေါ့ကွယ်သွားသွားအိမ်ထဲမှာနားချင်းကြေးလာစမ်းလာတွဲခေါ်သွားစမ်းထိုချင်းမာပင်မိပန်းယုံနေခြေဦးရောက်လာခဲ့ကြပါ၏ခြေဦးကမဲအင်ကန်ကိုတွေ့ကအိမ်မကြီးပတ်ခေါ်သွားခဲ့သည်မောင်ပြေတဲ့ မင်းပဲလေမင်းမထွက်နဲ့ကြောက်အောင်မီးရှို့တာမင်းကိုမကျင်နဲ့လို့ဆိုတာအမေတိတယ်ငါသာမထွက်ပါနဲ့တော့မေပန်းရုံတန်ကဆူဆူကြီးနင်းလာသည်ကိုပြေသိန်းကမေပန်းရုံကိုဖြောင်းဖြားသည်အိမ်ထဲဝင်ပို့ပြောသည်ကျွန်တော်ပွဲခင်းဘက်ကိုသွားမှဖြစ်မှာပေါ်ပွဲပြင်ပို့ဆိုးတော့မယ်မီလဲတွေနွားတွေကအစီးထောင်ချီရှိနေတာအခုတော့ဘာတွေဖြစ်ကုန်မယ်မသိမပြောနိုင်သေးဘူးကျွန်တော်အိမ်စိတ်မချလို့ပြန်လာတာမကြပါဘူးကျွန်တော်ပြန်လာမှာပါ ကိုပြည်သိန်းနှောက်ရခင်ဖွဲကကိုပြည်သိန်းကိုဝိုင်းရန်လဲရှိကြသည် ကိုရာကြောင့်မိရှုခံရတာကိုရှက်ချင်းယူကြုံများဖြစ်ချင်းနှမျောတတချင်းခံပြင်းချင်းမျက်နာများဖြင့်သုံးမုံနေကြလေသည်ကင်းသမားထဲကဆံကောင်းကလူကောင်းလူလုံးတန်လာသူဖြစ်၍တော်ပန်းယုံတို့နှင့်မျိုးမကင်းသူဖြစ်သည်မျက်နာကြီးရဲလေတဆက်ဆက်တုံနေသည်ချိတ်ချဆဲမှာတွေးလိုက်ရာကြုံတို့တစ်ချက်သတိလွတ်သွားလို့သားပါ ။ဆောင်းချန်းကုန်းသာတွေးနေမှန်းသိလို့မိမ့်မလို့မိမ့်များလှုပ်သွားတာပါ။တဏီပေါ်လာရမှာပေါ့ဗျာ။အကူတို့ဘယ်နေလိမ့်မလဲ။ဆန်ကောင်ရံဝရံချင်းမတုံနေနဲ့တော့ပြီးပြီးသာပြီးကြပါစေတော့။ကန်ကန်သွားညီမနဲ့ကြနဲ့။ကိုပြေသိန်းတို့ထွက်သွားချိန်မှာတော့မိန်ကန်ရပေါ်လဲလျက်ရှိ။ခြေဦးကပြစုပေးနေသည်။ကိုပြေသိန်းတို့ဆွေမျိုးသားချင်းနေလေပွဲခင်းတဲ့ကပြန်ရောက်လာကြပြီဖြစ်၍အိမ်ရောက်ထက်မှာတချို့အိမ်ပေါ်မှာတချို့ရှိနေကြသည် မဟင်ကန်နာထဲမှာပြေးလွှားနေသလိုတတိတိတန်တွေကြာနေရသည်စိတ်ထဲမှာမိတောင်မီလျံနေတဟုံဟုံတောင်လောင်နေကြ၏မိတောင်တဲကတော့တန်နေကြရသလိုလိုမိဆဲတစ်သားချောင်းတွေဆင်တန်းရမတန်းတွေပြုတ်ပြုတ်ကြာနေကြသည်တက်ခင်မိုးတွေမိလောင်နေကြတာကလည်းတချိန်ချိန်မီဟီနေသည်တန်ချောင်းမှွေတန်းတွေတကင်းကတကင်းကူကကူကအာယုံထဲမှာကဘာပြက်နေသလိုလို တစီစီပွက်လျက်ရှိ မအင်ကန်ဗုဒ္ဓံမင်္ဂလံဖယားရှင်ဤမင်္ဂလာချက်တည်တော်ကိုအာကမ္မအကြောင်းပြု၍တပ်ပအနေရာမကောင်းသော အနေရလုံးဆုံးတော်သည်ဝတ္တန်ဟွန်တုကင်းစင်လွတ်ပြောက်ပါစေဖယားမကောင်းသောအတိတ်မကောင်းသော နမိတ်မကောင်းသော ဥပတ်မကောင်းသောဂျိုစီကျမတို့လွတ်ကင်းလွတ်ပါစေဖယားမအင်ကန်မအင်ကန်မိရေဟာ တရွာလုံးကိုကူဆက်လာကျွမ်းနေသည်မိပြည့်လေကြီးလိုတပြင်းတပြန့်ကြီးလောင်နေခြင်းဖြစ်၍ရွာသူရွာသားတွေမှာစောက်တီရမများကြပင်မိပြည့်လို့ရာပြင်းနေကြလေမိန်ကန်လေသမီးနှစ်ယောက်ကိုလက်ဆွဲရင်းပြင်းနေရသည်ဆောင်းချန်းကုံဆောင်းချန်းကုံအော်တန်တွေကငရင်ပွင့်နေကြပါ යි မိန်ကန်အယုံထဲမှာရှုပ်ထွေးနေသည်မိန်ကန်မိန်ကန် လူပေါင်းများစွာက ခေါ်နေတာကိုကြားတော့လဲမိန်ကန်ပြင်းနေရစေဖြစ်ပါထိုစင်ပါပြီအင်းမြတော်ရေတွေမျက်နာကိုလာဆင်းသလိုခန်းစားလိုက်ရသည်မိတာမီလျံနေပါငင်းကိုကြားသလိုအတန်နေလဲတိတ်ဆိတ်သွားပါပြိတ်တော်ရင်ပြိတ်တော်ရင်ဆိုဒီတန်ကိုအဝေးကြီးကပြောနေသလိုကြားနေရသည်မင်းကံမျက်လုံးတွေပွင့်လာခဲ့သည်ယင်းထဲမှာအသေးသေးဦးတွေတလက်လက်ခုန်နေကြပါသည် မေပန်းယုံနေမလာအောင်ကပေတော်ရေးဖြင့်ငါကိုတန်နေကြသည်မျက်နာသိပ်ပင်နေကြသည်အီးများလိုက်သည်ပေတော်ရေးအမေတမီမျက်နာပေါင်းများစွာကငုံကြည့်နေကြတာကိုမေင်ကံမြင်နေရပါ၏အမေပန်းယုံရေးမျက်ရည်ပေါက်တွင်မေင်ကံပါပေါ်တပေါက်ပေါက်ကြာနေလေသည်မေင်ကံဤစီးကြလာသောမျက်ရည်တွေကတော့ခေါင်းပေါ်တသွင်းတွင် ဘေးမှာလာရဲ့နေကြများသောဆွေမျိုးတွေအားလုံးမှာလည်းမျက်ရည်တွေလူလူရှိကြပါ යි ပွဲခင်းစီကဆိုင်းတန်းနေဝေခနေကြနေရသည် ပွဲကိုထိန်လိုက်နိုင်ပုံရသည်ဒါဩရောမေကံဝန်သာသွားသည်တတိကောင်းကောင်းရပြီဖြစ်တော့လေနှလုံးခုန်နာရီငြိမ်သွားအောင်မျက်လုံးမေးရင်ငြိမ်နေလိုက်သည် မလာအောင်အန်ရဲ့ကင်းပရိယယတန်ဝေးဝေးသွားပြန်လေသည် မဟင်ကန်တို့ဝိုင်းတိုက်ထဲမှာလူလေး၅60လောက်ရှိနေကြသည်အိမ်ရှိကွက်လက်တွင်ဖြာချမ်းနေခင်ထားတော့လေလူများသည့်အတွင် တချို့ကဖုံထဲမှာပဲထိုင်ကြသည် စိတ်ဝင်စားကြတော့ရွာသူရွာသားတချို့နေရွာလူကြီးသူမှ၂ယောက်၃ယောက်ပါရှိနေကြပါ၏ရွာကောင်းဆောင်တောင်းနေကင်းမူဆန်ကောင်းတို့ကကိုပြေသိန်းနှင့်တူထိုင်လျက်ရှိကြသည် ဖုံကြီးပြန်ပွဲကြီးပြီးသွားတာတပတ်ကျော်ခဲလေးပြီ ဆိုင်ရာငါရန်ထားရသောပစ္စည်းတွေပြန်တိုက်ပို့ရသည့်အတွင်းရွာလေးတိုင်းကုသိုလ်ပါခဲ့ကြရသည်ငါရန်ထားသောတိုင်များဝါများထလက်များကအစားများလားစွာသောပစ္စည်းတွေဆိုင်ရာဆိုင်ရာရွာတွေကိုရောက်အောင်ပို့ကြရသည်ရွာလေးပန်းကြလာပြီးငွေကြေးလူဒါနာပြုသည့်တဲ့ထဲဝင်ကြရတကယ်သူလောကဒါနာတွေလည်းပြီးခဲ့ကြရပါ යි ရွာကိစ္စမဆွေးနွေးရသေးတော့ အားလုံးအားလောက်ဒီညနေပိုင်းတစ်ပိုင်းမှာတာအောင်ကလူစုပြီးခဲ့သည်တောင်းမီလောင်ဒီညကခေတာဝင်ကြသူတွေပါဆင်ခေါ်ထားကြသည်ဖြင့်ရွာကဖြစ်မှန်ကိုသိချင်းနေကြသူများပြီးပြီးဖွဲဖွဲရောက်လာကြသည်ရွာကင်းကကင်းမကြီးလေးကင်းရှိတော်လေဇာကင်းလေးတွေလည်းပြူပြူပြပြဆောက်ထားတာရှိသည်တောင်ကင်းကကင်းမွေးလေးမြောက်ကင်းကကြားနိုင်ပုံမလွယ်တဲ့ပြင်ကြားကင်းထိုင်ရခြင်းဖြစ်ကြားကင်းသမားတွေလည်းပါကြရသည် ထို့ညာကပထမဆုံးတန်ချောင်းမှွေခဲ့သူမှာဖုံညာဖြစ်သည်ဖုံညာတန်ကိုဝိုင်းတိုက်ထဲမှာကြဲကြီးကြာနေရသည် မိန်ကန်တို့မျိုးသမီးတစ်တိုက်ကအိမ်ပေါ်ရန်ဒါမှာထိုင်နေကြတော့လေကြာနေရပါ යි အဲ့ဒီညနေကကျုံနဲ့အတူကြာတာကငပြောင်းရယ်ငပြောင်းကပွဲတော်ကွင်းကြော်သွားဝင်မယ်ဆိုတော့ကျုပ်ကလွတ်လိုက်တယ်ကင်းစင်ရမှာရွေနှိုးကလည်းတဲထားတော့ကျုပ်လည်းမီးစင်းထိုးပါသေးတယ်အကျော်လာရင်ထမင်းစားမယ်ပေါ့ဗျာ ကင်းစင်ပေါ်ပြန်တိုက်တော့ရွာဘက်ကိုဝင်မဲ့လမ်းမှာဖုံထတာတော့တွေ့တာပွဲရက်ဗျာရွာပေါင်းဆိုတာဥတော်ဟိုဝင်ထက်နေကြတာကျောက်ကလည်းဒီလိုဖြစ်နေမယ်ခေါင်းထဲကိုမရှိတာဗျာရွာတကားကြီးကလည်းပွဲရက်ဆိုတော့ထားဆောင်ဖွင့်ထားရတာမဟုတ်လားကင်းတကားကလည်းတလဟောပေါ့ဗျာခဏနေတော့အဝေးကဖုံလုံးထတာတွေ့တော့တွေ့တာကျောက်ကဝီးလဲနေပဲထင်းသားဌာနေကြော်သွားဝဲတဲ့ငပြောင်းလှမ်းမျောနေတော့ဝါးဆဲပြန်လာမှာမြင်းနဲ့ကောင်လူသုံးယောက်လှမ်းတွေ့လိုက်တဲ့ ဒါလည်းကြောက်ကမကောင်းသူမကောင်းတာမထင်ပါဘူး။မြင်းနဲ့လည်းတွားလာနေကြတာကိုဗျ။ဒါပေသည့်ကြောက်ကကင်းစင်ပေါ်ကလှန့်တော်မေးလိုက်တယ်။ပွဲကြည့်လားဆိုတော့မဖြေဘူးဗျ။အတင်းနေကြတော့သား။ကြုတ်စိတ်တဲ့ပွဲကြည့်နေပဲမှတ်သေးတာ။နောက်တော့ဖွဲခင်ပဲမသွားပဲ။ရွာရှိချိုးသွားတာတွေ့လိုက်တော့စိတ်ထဲရနတ်ရနတ်မကင်းတာနဲ့ကြုတ်လည်းကင်းတန်ချောင်းထမွေတာပဲ။ကိုစံကောင်းကဝင်မေးသည်မျက်နာခမုံမုံလူသုံးယောက်မျက်နှာကဟုတ်လား ။တကောင်ကနှစ်ယောက်စီတာလား။ဟုတ်တယ်။နောက်မြင်မှာနှစ်ယောက်ပါတာ။နှစ်ယောက်စီတာပေါ့ကွာ။ခမရမှတ်မိလား။ဘယ်မှတ်မိမလို့မင်းနဲ့ပြောဆိုဝင်သားပါတယ်ဆိုမှ။ဖုန်ညောင်းကဒါပဲပြောနိုင်သည်။ဒုတိယတန်ကြောင်မွေသည်ကင်းသမားကလာဦးဖြစ်သည်။တို့ကကိုဖုန်ညောင်းတန်ကြောင်တန်ကြောင်တို့တွန့်ခေါက်တာ။ဘာရည်တိတာမဟုတ်ဘူး။ကျုပ်စိတ်တဲ့ဖုန်ညောင်းမှုနေတဲ့ထင်းသေးတာ။မဟုတ်တာကွာ။ကင်းကြတဲ့ခိုင်တော့ငါမတော့ရပါဘူး။ဖះဆူရပါစီ။ ခင်းနေရတိုင်ဆောင်တန်ဆက်သွားဝင်နိုင်ခဲ့ကြပါဒီလူတွေဘယ်ခင်းတကားကထွက်သွားကြတာလဲကိုဆန်းများက သူခင်းကထွက်သွားသည်ဟုဆိုသည်ရွာမြောက်ခင်းကလမ်းတစ်စချိုးကွယ်နေသည့်နေရာဖြစ်သည်မျက်နှာစီရုတ်တရက်ထွက်လာတော့မှမြင်လိုက်ရသည်ဟုရိုရိုတတာပြေးသည် တခုတော့ရှိသည်ကြုံမြင်လိုက်တာတော့မျက်နှာကလူနှစ်ယောက်ပဲကြုံမြင်လုံးကလည်းဝါတတရဲ့နှုတ်ပေသည်တိတ်ချပါသည် ကိုဆံများနှင့်တူကင်းကြသူကိုကလည်း မြင်းတစ်ခါလူတစ်ယောက်စီပဲလို့ဆိုသည်ဒါဆိုရင်တယောက်ချက်ရေးခဲတာပေါ့ဘသူလဲဒါကလည်းရှာဖို့တီးဖို့မလိမ်ဇာပနာပွဲရဲ့ကြီးဆိုတော့မြင်းပေါ်ကချက်ရေးသူဘသူ ဆိုတာတီးနိုင်ဖို့မလိမ်ဒီတယောက်ကဘာကိစ္စချက်နေခဲတာလဲစာတင်ကြောင်းမိရှုံမြည်သူကပွဲကြီးချင်းလို့ဆင်းနေခဲတာတော့မဖြစ်နိုင် မြင်းပြေးရင်မိခွင်းဖြစ်ကြတာလားမိတော်ဖြစ်တင်တာလားဒါဆိုရင် နောက်ကထိုင်လိုက်ခဲ့ပြီးမြင်းနှစ်ပါမသွားပဲခြံရည်သူသာမိနေတိုက်သူဖြစ်ရမည်။ဝိုင်းတိုက်ထဲမှာရှိကြသူတွေဟာကြွစီကြွစီမြည်လာကြသည်။တယောက်တစ်ပါးသွားထားရပြောလာကြသည်။အတန်တွေကကျဲတထက်ကျဲလာခဲ့ပါ၏။ဒီလိုဗျ။ကိုပြေတိန်ထန်ကြောင်းအတန်တွေရှဲခနဲတိတ်သွားကြသည်။ကျွန်တော်တို့အကြောင်းလေးကိုမိဆုချင်တာတော့တေချပြီ။စဉ်းစားစရာတွေတော့ရှိတာပေါ့ဗျာ။ဒီပင်ရက်တွေညဘက်လာရွှေလည်းဖြစ်တာပဲ။ဒါမဲ့ရွာတကားကရှိနေတယ် ကင်းနေရှိနေတယ်။ဒီတော့ကင်းတကားတွေဖွင့်တဲ့ရက်ကိုရွေးကြတာပဲ။ကိုပြေတိန်ပြောတာကိုရွာလူကြီးတွေက ထောက်ခံကြသည်။ဒီဘက်ရက်တွေမှာကင်းနေကိုကြကြနာနာဆောင်စေသည်။ကင်းသားလည်းမှာကင်းရပြီးမှလဲကြသည်ဖြစ်၍လူလဲရှားမရှိ။ဒီရက်ကိုတမင်ဆောက်ကြခြင်းဖြစ်လောက်ပါ යි ။ခုပါတွေ့တယ်လေဆိုတော့လူတယောက်ရွာမှာကျန်ရင်ခဲ့တယ်။ကင်းသမားတွေပြောတာတွေ့ကြည့်ရင်ပေါ့ဗျာ။အနောက်ကင်းမကဝင်တယ်၊မြောက်ကင်းကထွက်တယ်။ဟုတ်ပြီ ။ဘာဖြစ်လို့မြောက်ကင်းကထွက်ကြတာလဲ။မြောက်ကင်းမှာလမ်းကတစ်စစ်ချိုးသွားတယ်။နည်းနည်းထွက်လိုက်တာနဲ့လမ်းမမြင်နိုင်တော့။ဒါကိုကြည့်ရင်ရွနေထားတိတဲ့သူတွေဖြစ်ရမယ်။ရွမီရွဖတို့ဖြစ်တော်ပါစီတင်ကကိုပြေသိန်းစကားဖြတ်တွင်တခွန်ဝင်ပြောလိုက်သည်။မောင်ပြေသိန်းရဲ့ဖကြီးပြောမယ်။ရွာထဲမှာတယောက်ကြံကြံသုံးယောက်စလုံးပဲကြံကြံ။အခုဟာမြင်းနဲ့လာကြလို့တာကိုရွာကင်းတကားတွေဖွင့်ထားတဲ့ရံမှာခြေကျင်လာလဲဖြစ်တာပဲကွ။ဝင်လာနိုင်မိရှုံနိုင်တာပဲမဟုတ်လား။ ကိုပြေတင်းကဝင်ပြေးသည်ဟုတ်ပါတယ်မအီပြောတာမြင်းနဲ့လာတာကအကြောင်းရှိတယ်ပါကြီးမြင်းနဲ့ကပြ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 လုံနိုင်တယ်လူကြီးဆိုရင်တယောက်မဟုတ်တယောက်တွန်းနိုင်တယ်ပိတ်ဆို့ဖမ်းနိုင်တယ်မြင်းနဲ့ကြတော့လိုက်ဖို့ခက်တယ်အေးကွာမောင်ပြေတင်းပြောတာမှန်တယ်ဆော့ဆော့ကရွနေထားတီးတဲ့လူဖြစ်ရမယ်ဆိုတာကျွန်တော်ပြောခဲ့တယ်စဉ်းစားကြည့်တော့တရွတရွလမ်းတည်နေကြသူတွေကြီးဆိုတော့ပြောရတာခက်တယ်ထားပါတော့ဗျာပဲစီတည်တင်းတွန်းပြီးဆုံးပြုတ်ကားရတယ်လို့ဖြစ်ရမယ် ကျွန်တော်စဉ်းစားတာဘာကိစ္စကြောင့်မိနဲ့ရှူရတာလဲဆိုတဲ့အချက်ပဲခင်ဗျ။ထိုနေ့ရစကားဝိုင်းမှာစေဝင်စားဆရာကောင်းလာသည်။မဟင်ကန်တော့ပြီရန်နာမှာထိုင်ရင်စကားမဟာခဲကြ။မဟင်ကန်ကိုယ်တိုင်လည်းကိုပြေတိန်စဉ်းစားသလိုစဉ်းစားမိခဲသည်။ရွာထဲကအိမ်တဲအိမ်ကိုမိရှို့သွားတာမဟုတ်။မဟင်ကန်တော့ကိုညို့သူဆိုရင်လည်းမဟင်ကန်တော့အိမ်မကြီးကိုလမ်းပေါ်ကမိခွင်ပြဖို့မလို့ လမ်းနဲ့ငါတလင်းပြင်းကြီးချနေတာမဟုတ်လားဒီတော့เจ้าကိုရန်ရှာသွားခဲ့တာတေးချသည်သို့တော့ကိုပြေသိန်းပြောသလိုလူမီဟုဆိုတာတော့မပြင်းနိုင်ပါပွဲရဲဆိုတော့တညလုံးရွာတကားတွေဟာဘသူမဆိုဝင်နိုင်ထွက်နိုင်ကြတာမဟုတ်လားအခုတော့ရှိတယ်ဗျဖူညာဝတန်းစကားသံနေတိတ်ဆိတ်သွားပြန်သည်ညင်းနောက်ကစီးတဲ့ကောင်ကရှေးရကောင်ကိုခါဖတ်ထားသည်ဒီတော့လူလုံးချင်းရှင်ထိုင်တယ်လို့ဖြစ်နေတာပေါ့နော် နောက်ကကောင်ကလူပူပူရဲ့ရဲ့ဗျပူပူညံ့ညံ့ရဲ့ကြုံမှန်းမိပြီဟုတ်တယ်ရှေ့ရကောင်နဲ့ကားမညီဘူးပူပူလေးရဲ့လူပူပူကလေးဘသူဖြစ်နိုင်တယ်လဲကိုပြေသိန်းကတရခန့်ကိုမမျောလေးမှာအကြောင်းရည်ရွယ်ချက်ကိုသာသိချင်းသည်အခုတော့အစာတစားထွက်လာခဲ့ပြီအရက်ပူပူလူတရာမိခွင်ပြစ်လိုက်သူဟာအရက်ပူပူဒီလောက်နှစ်ပင်ထိုနေရစကားသိရသည် မယင်ကန်ကတော့အရာတွေဝင်ခဲရသေးတိုင်မိသားမိလန်များနေလူပုပုတယောက်ကိုသာမြင်အောင်နေမိပါ යි ကိုပြေတိန်ကဘာမှတော့မပြောသူလည်းစဉ်းစားနေပုံရသည် နောက်တော့ကိုပြေတိန်ဟိပြောသွားသည်မယင်ကန်ကတော့ရွာကောင်းဆောင်တောင်းတယောက်ပါကြောင်စကားတခုမှမပြောခဲ့တာလေဆိုတာကိုစဉ်းစားနေမိသည်တကယ်ဆိုရင်ရွာကင်းကောင်းဆောင်တယောက်နေပြင်မေးရမည်မြင်ရမည် စကားတွေပြောရမည်ဆွေဆွေနွေးနွေးရှိရမည်ဒါပြင်သူဘာကိစ္စညီနေရတာလဲပြောကြမရှိလုံးပြောတာလဲဖြစ်နိုင်ပါ යි တို့ပေးသည်မဟင်ကန်စိတ်ထဲမှာဝဝဝဝခံစားနေရသည်သစုံတရားလွဲချော်နေသလိုရှိနေခြင်းမည်ရွာကြောင်ကိုတအောင်မီရှုခဲ့တာတော့မဟုတ်ရှုစရာလည်းအကြောင်းမရှိ။တအောင်မှာဒီလိုယုံညံ့သည့်စိတ်မရှိတာမင်းကံယုံကြည်ပါ යි ။ တစုံတစ်ယောက်ကဒီကြံစီမျိုးရှိသည်ဆိုရင်းပင် ထို့တစ်ပြက်ဒါတစ်ပြက်ထားလို့မြည်သူမျိုးအကိုမောင်မြတ်သားနဲ့တူတိုင်းပြည်ကိစ္စတွေမှာပါခဲ့သူပင်ဒါဖြင့်ကြောင်းမီရှုခဲ့သည့်ကိစ္စမှာဘာကြောင့်ပေါင်းကိုတန်တရားရှိနေတာလဲမယင်ကန်ဒါကိုတော့တွေးလို့မရပါရေရရထင်းထင်းရှင်းရှင်းမရှိမယင်ကန်စိတ်ထဲမှာမုံမုံမိုင်မိုင်ငွေတမျိုးရှက်တန်းနေတာပဲရှိမယင်ကန်မအိမ်နိုင်သည် အိယာကတာထားလာခဲ့ကဒင်းပေါနာလာရဲ့သည် ဆောင်းချမ်းကုန်းရကလေးပင်ငိန်သိမ့်မောခြာနေခဲ့ပြီတပောင်းလိုက်ညာလေးရာတရှာရှာတိုက်ခန်းနေသည်မဟင်ကံပင်ကောင်းကြည့်သွားခဲ့သည်မဟင်ကံမှာထူးခြားသောညံရည်တစ်မျိုးရှိမှသူကိုယ်သူသည်သည် တစုံတရာထင်းနေဖြစ်သွားလိမ့်တီချတွေးသည်ရှင်းရှင်းလင်းလင်းပြအောင်တွေးသည်ရုပ်လုံးတံပေါ်အောင်တွေးလေးရှိသည် အခုလည်း တအားကိုတန်တရားမရှိတော့လေမရင်ကစိတ်ထဲမှာထင်ကနေခံစားရတာတကူညင်ထဲမှာစလုံးစခုခံနေပါ යි ထိုညာကကြောင်ကြည်မီဟုံဟုံတောင်းနေချိန်မှာမရင်ကဖနက်မပါပဲကြောင်ဘက်ကိုပြေးခဲ့သည်ကြောင်ကြည်မီတောက်ဆွဲနေတာကိုရွာရွာက ပွဲတော်လာတွေကြီးနေကြတာအုံကြီးခဲရမရင်ကလူကြားတဲ့တူကလာခဲ့တော့ရှေ့ဆုံးကို ရောက်လာခဲ့ တောင်းလို့ရေရွာကကွယ်ရင်ခင်သမားတွေကလူတွေကိုပွဲခင်းနဲ့ပြန်ဖို့អော်နေကြသည်ဒါကလည်းပွဲခင်းထဲမှာပွဲပြန်မှာဆိုလို့ဆိုတာမဟင်ကန်နာလေပါသည်မဟင်ကန်ကကိုပြေသိန်းရောက်လာသလားမေးတော့တောင်းကမလာကြောင်းဖြေတာကိုလည်းမှတ်မိသည်မဟင်ကန်တွေးတွေကိုပြန်ဆူစီးသည်လူတော်များများကရင်ပေါင်တန်းကရကြည်နေသူတွေကိုတွန်းလို့နေကြတာကို စူးစူးဆဲဆိုင်မျက်စိထဲမြင်အောင်ကြည့်သည်လူတွေကိုပြန်ကြပါပြန်ကြပါနှင်ကြသူတွေဒီလူတွေရောစောင်းချမ်းကောင်းကကြီးပဲလားဒီအချိန်မှာသူ့ရွာသားကိုရွာသားရဲ့မရှိနိုင်တရွာတရွာအကြောင်းကိစ္စရှိရင်ဒီလိုပင်ဝိုင်းကြမည်မဟင်ကံဝဝဝဖြစ်နေတာကိုသဘောပေါက်လိုက်ပြီဒီလိုဟာတောင်းနေဆက်ဆက်နေသလားမဆက်ဆက်ဘူးလားဒါတော့မဟင်ကံမသိဘူး တေချာတာကအရက်ပုပ်ပုလူတယောက်ထိုနေရာတောင်နှင့်တူရှင်နေခဲ့ခြင်းမိမဲ့ရင်ကဲရတဲ့ပြန်ဝင်ခဲ့ပါ යි ဒီကိစ္စကတေချာတာမဟုတ်တော့မဲ့ရင်ကန်ကိုယ်တိုင်ဝမ်းထဲမျိုးချထားလိုက်သည်ကိုပြေသိန်းကတော့ဤပြောနေစိငှကြောင်မီရှိုးတဲ့ဘာတူလဲဘာဖြစ်လို့များငှကြောင်ကိုမှမီရှိုးရတာလေဒီကိစ္စတက်နေတော့ပို့ပို့လာရမှာပဲဒင်းမလွတ်နိုင်ပါဘူးမဲ့ရင်ကန်နင်းနင်းချာချာပြောင်းလိုက်သည် သို့သောထိုပြုံကရက်ဆက်ခြင်းနာတိခြင်းခံပြင်းခြင်းစူဝေးခြင်းစသောခံစားမှုများတွင်ကယူဆိုင်ကြလာသော ပြုံပင်ဖြစ်လေသည်ဒီကိစ္စတအောင်ဆန္ဒတော့မပါတော့ဘူးဒါပေမဲ့တအောင်တိတယ်ဒါကြီးတော့ဆန့်ရွှေနေပတ်သက်တဲ့လူဖြစ်ရမအေလုတ်တဲ့ကိစ္စဆိုတော့ဒါတယောက်အနေနဲ့ရင်ငုံနေတာပဲဖြစ်လိမ့်မယ်ဘသူပဲလုပ်လို့ရွာအတော်ကြောင့်တကောင်ပါနေပြီပဲတခုတော့ရှိပါရဲ့ ကြီးတော်ဆန်ရွှေရဂျပန်ခေတ်တစ်ခေတ်လုံးညီနေခဲ့ပြီဘလို့ကြောင့်အခုမှတစ်စကန်တာယာလာလေမဟင်ကန်တွေးနေမရခင်ထုံညာကမူတာစင်စင်လင်းတော်သည်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းဆက်များကိုလည်းဆောင်မျှော်နားဆင်ပေးကြပါအောင်နော်။ကျမရွှေတုတ်ပါ။